ရင်ဒါရိုတယောက်ဇောစီစီဝါဂရီကိုလာပြီးတော့စောင့်နေခဲ့ပါတယ်။ဝါဂရီလည်းဂျပန်ရိုးရာကီမိုနိုလေးနဲ့ရောက်ချလာပြီးတော့ရင်ဒါရိုကဒီနေ့ကတစ်သလုံးမမေ့နိုင်တဲ့နေလေးတစ်နေ့ဖြစ်လာလိမ့်မယ်လို့ပြောလိုက်ပါတယ်။ပြီးခဲ့တဲ့ဘိုင်းတော့ဇက်သိန်းမှလည်းပြောခဲ့မယ်။တကယ်မှတော့ဒီနေ့မှဇက်သိန်းကအစ်စ်ပါ။စတော့အတုပေါ့။ဇက်သိန်း1နဲ့ဇက်သိန်း2ပေါ့အဲ့လိုလေးကြည့်ပေးကြနော်။အဲ့တော့တမေဦးကြောင့်မဟုတ်ပဲနဲ့ဇက်သုံးပိုင်းအောင်ထုတ်တဲ့စတူဒီယိုနဲ့ဒေချာမကြည့်ပဲနဲ့စောက်ပြင်းကြီးတဲ့ဟိုကောင်ရေးတဲ့ကောင်ကြောင့်ပေါ့တို့တို့အတင်းတဝံအကောင်အကောင်ကြောင့်ဖြစ်တာကျွန်တော်ကြောင့်မဟုတ်ဘူး အဲ့တော့ဇကားလေးကိုဆက်ကမဲ့ဆိုရင်အန်နီညာရင်နာရိုတယောက်ခီးကနေပြန်လာတော့ဝါကူရီကိုဖုန်းလန်းဆက်လိုက်တာမှတန်းလန်းလေးထားပြခဲ့တော့မှတ်မိကြပါလိမ့်မယ်။ဘာမှန်းပြောမလဲလို့ကြည့်လိုက်တော့ဒီနေ့အတွက်ပြောခဲ့ရလို့ဂျေစုတင်ပါတယ်။ဒီကတော့တောင်းပန်တာမဟုတ်ပါဘူးဂျေစုတင်တာပါ။အဲ့တော့ဒီကောင်ကဒူလာလားအာရာလားမခွဲတတ်တော့ဘူးတဲ့။အဲ့တော့ရင်တာရဲနေရာမှာကျွန်တော်သာဆိုတဲ့ဝါကူရီနဲ့ကလေးဆရာတော်ရနေပြီတဲ့။ရေးတဲ့ကောင်ရေးတာပါ။ကျွန်တော်မပြောပါဘူးအဲ့လိုကြီး။ ဲ့တော့ဇလန်ကိုပြောရမယ်ဆိုတော့ရင်တာရောကမိဘန်းတွေစော့နေတော့ကျွန်တော်ခင်ဗျားကိုသဘောကျနေပြီဝါကူရီလို့ပြောခဲ့မိတဲ့အတွက်အဲလာပြီးစပြီးတော့တောင်းပန်လိုက်ပါလေဝါကူရီကလည်းဘာပြောရမှမသိဖြစ်သွားတဲ့အချိန်မှာကျွန်တော်တောင်းပန်နေဆိုမှကျင်းသူတတ်သားကိုလှပရည်စားစကားလေးတွေထပ်ပြီးတော့ပြောချင်ပါသေးတယ်လို့ပြောလိုက်ပါလေအလဲအဲကတော့ဝါကူရီကဒါဆိုဘယ်နေအောင်လာခဲ့ရမလဲဟင်းလို့ပြောလိုက်ပြီးတော့နေရာဒီပွဲတော်နေကြရင်တွေးချင်ပါတယ်ရှင်လို့ပြောချလိုက်ပါတော့တယ်ဒီနေ့ကနေရာဒီပွဲတော်နေဖြစ်တာကြောင့်ဟာချက်ချင်းရဝါကူရီလေးနဲ့ကီမိုနိုလေးနဲ့လှလှပပပြင်ပြီးတော့ထွက်လာခဲ့လိုက်ပါတယ် နွေရာသီပွဲတော်ဆားနဲ့ဝါဂူရီကဘန်ဒီတကြားလုံးတွေစားနေပြီးတော့ပါဇက်တွေပေကုန်တာကြောင့်ဝင်တာတို့တယောက်ရည်နေမိခဲ့ပါတယ်ဘန်ဒီကြားလုံးစားနေတဲ့တခြားကောင်မလေးတွေရေကဲမုတ်စားနေကြမြင်တော့ရေကဲမုတ်ကိုပါစားကျင်စရာလေးလို့ပြောကာထုံးစံတိုင်းပဲငတ်ကြီးတွေကြာနေပါတယ်အဲ့လိုနဲ့ဝင်တာလည်းပဲတတ်နိုင်ပါမလဲစားကျင်တာလေးဆိုလည်းဝယ်ကျွေးရတာပေါ့အဲ့လိုနဲ့နွေရာသီပွဲတော်မှာရုပ်တွေသွားပြပြီးတော့ရလာရုံရုံလေးကိုဝါဂူရီကိုပေးလိုက်ပါတယ်နောက်တော့လူသူသိမ်းမရှိတဲ့ဂျောင်းသားလေးမှသွားထိုင်နေကြပြီးတော့ဟိုအလုပ်ဒီအလုပ်နဲ့တကုတ်ကုတ်နှစ်ယောက်သားနီးကပ်သွားကြတော့ရှက်သွေးလေးတွေဖြာသွားကြပါတယ် ဇာသားမင်းတော်တို့ကကျွန်တော်ခမားကိုရမ်းချစ်တဲ့ဝါကူကြီးဒီလိုပြောချင်နေကြတာရမ်းကြပါပြီဒါပေမဲ့ခမားလေးမျက်နှာတော်ညှိုးနှမ်းသွားမှကိုကြောက်တာနဲ့အဝေးကနေကြည့်နေခဲ့ုံလေးနဲ့ရောင်ရဲတင်းနေနေကြတာဒီလောကကြီးမှာချစ်ချင်းတရားဆိုတာဒီလိုပါလားဆိုပြီးတော့တိလိုက်ရတဲ့အချိန်မှာကျွန်တော်လည်းဘလို့မှမချုပ်တီးတာနိုင်တော့လို့ဖွင့်ပြောလိုက်ရတာပါဆိုပြီးတော့ပြောချလိုက်ပါတော့တယ်ခမားခမားကျွန်တော်တတ်တီတွေရှိစေတယ်မောင်မိုက်တဲ့ကျွန်တော်ဘွားတို့ကပျော်ရွှင်မှုအလင်းအောင်လေးဖြစ်ပေးခဲ့ဒီလိုလူကိုကျွန်တော်သူများလက်ထဲမှာထည့်ပေးနိုင်ဘူး ျွန်တော်ခင်ဗျားလည်းတသက်လုံးတူတူရှိသွားချင်ပါတယ်လို့ပြောလိုက်တော့တာပါမလီရှာတို့ကရှိရတာကွာတက်မဲ့တက်တော့တကောင်တော်တော်တက်အဲ့မှာသူကတွဲကားကြအောင်လို့ပြောလိုက်ပြီးတော့ဒီလိုတွေပြောမိနေလို့တောင်းပန်ပါတယ်လို့တောင်းပန်လိုက်ပါသေးတယ်။အဲ့တော့ခုနကတော့ပြောချင်တာပြောတယ်ပြီးတော့တောင်းပန်တယ်ဒါပါပဲ။အဲ့တော့ဝါကူရီကစားတွေ့တဲ့နေလေးကိုမှတ်မိသေးရလားလို့မေးလိုက်တာပါ။ဝင်နာရကိမုံဆိုင်မှာပြောတာမလားလို့ပြန်ပြီးတော့မေးလိုက်တဲ့အခါအဲ့ဒီမတိုင်ခင်တည်းကကျမတို့တွေ့ဘူးကြတယ်။ရှင်ကကျမတို့ကဲပြီးခဲ့တာလေးလို့ပြောလိုက်ပါတယ်။ပြီးခဲ့တဲ့နှစ်ဆောင်းဝါဒီတုန်းကနှင်းတွေကြနေအချိန်ဝါကူရီကထီရောမာဖလာပါမေးကြံနေခဲ့ပါတယ်။ အဲတုန်းကလော့ဂရန်ခက်ခဲတဲ့ကြောင့်စိတ်တက်ကြရတဲ့အချိန်ဖြစ်ပြီးရင်နာရိုရဲ့ကိမုံဆိုင်လေးကိုတွေးလိုက်တာကြောင့်အဲထဲကိုဝင်သွားခဲ့လိုက်ပါတယ်။အဲတုန်းကဆိုင်ထဲမှာရင်နာရိုရှိနေပြီးတော့ရှင်ကျမကိုအားပေးခဲ့လို့သာဒီချိန်ဒီနေရာမှာဒီလိုမျိုးရှိနေနိုင်တာလို့ပြောပြလိုက်ပါတယ်။ရင်နာရိုကတော့ဘာမှမမှတ်မိပါဘူးကျွန်တော်အတိုင်းပဲ။ဟဲဟဲ။အဲတော့ဝါကူရီကရည်နေပြီးတော့မမှတ်မိတာလေးပဲကောင်းပါတယ်လေးလို့ပြောလိုက်ပါတယ်။ဝါကူရီကသူတို့ကကျောင်းနဲ့မဆိုင်တဲ့နေရာမှာတွေးခဲ့ရလို့ကျောင်းမတူလဲဘာမှမဖြစ်ဘူးလို့ပြောပြလိုက်ပါတယ်။သူမကိုစိတ်ဓာတ်ခွန်အားတွေတတ်တီတွေပေးခဲ့တဲ့ရင်နာရိုကို ကျမလည်းချစ်ပါတဲ့ရှင်လို့ပြန်ပြီးတော့ပြောလိုက်တော့တာပါတကယ်တော့ဝါဂူရီကဂိမ်းမုံဆိုင်လေးကိုလာမယ်ဆိုရင်မိတ်ကပ်လေးတွေကိုယင်လေးလေးအဝိစားအစ်တွေပဲဝိဇပင်တွေလည်းတေချာလေးပြင်ဆင်ပြီးတော့မှထွက်လာတတ်တာပါဆိုင်ုံရောက်လာတဲ့ဗမာညာညာလေးဝယ်ပြီးရင်ရင်တောင်နဲ့တွေ့ရပေမဲ့ဇာသမားမိဖို့ကြောင့်ဝင်နေရမလို့စကားကိုမမေ့ရအောင်မပြောခဲ့ရပါဘူးဇန်နဲ့ဂိမ်းမုံတွေအများနဲ့ဝယ်စားနေကြမလို့အမေဖြစ်သူစူမူဂီကဟိုနားလေးကအင်ကြီးအမဲလေးနဲ့ဟာအတော့ကြကြလေးဘယ်ဟာတော့တတ်တာပေါ့လို့ပြောပြလိုက်ပါတယ် ဲ့ခါမှာဝါဂူရီလည်းပျော်သွားပြီးတော့ရှက်ရှက်နဲ့ချက်ချင်းပြေးထွက်သွားပါတယ်။အဲဒီကစပြီးတော့တနေ့လောက်နေတိုင်းကိမ့်မုန်တွေဝယ်စားခဲ့မယ်ရင်ဒါရုံနဲ့တစ်ခါမှစကားမပြောခဲ့ရကြောင်းစိတ်ပြက်လက်ပြက်နဲ့လက်လျှော့တော့မယ်ချိန်မှာမိုးတွေရွာနေတဲ့တရက်မှာတော့ဝါဂူရီကရောက်ချလာပါတော့တယ်။ခါတိုင်းဆိုရင်ပါဆယ်ဝင်နေကြဆိုမယ်ခါတိုင်းတို့အလှတွေမပြင်ခဲ့ရပေမဲ့ရင်ဒါတို့ကိုမတွေ့ရတာကြောင့်ဒီနေ့မှာတော့ဆိုင်မှာပဲစားဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါအပိုင်းတကာကိစ္စမလို့စိတ်ဝင်စားတော့နောက်တစ်ခါအစားအနေသွားပြန်ရှိုးလို့ရပါတယ်။မဝင်စားလည်းသွားရှိုးလိုက်ပါ။ဘာဖြစ်လို့ဇလန်လေးကကောက်နေလေဟုတ်တယ်မှာ။အဲ့တော့ဝါဂူရီလဲပလုတ်ပလောင်းနဲ့အိမ်နေမရစားနေတဲ့အချိန်မှာ ရင်နာတို့ကရောက်ချလာကြောင်းလန့်ဖြန့်သွားခဲ့ပါတယ်။ဒီနေ့မှဘာလို့အလှမပြင်းမိခဲ့ရလဲလို့တွေးမိသွားပြီးတော့မိန်းကလေးတို့ဘာသာဘာဝရှက်သွားခဲ့တာကြောင်းထွက်ပြေးလို့သွားခဲ့ပြန်ပါတယ်။လက်ဆော့ဖို့လှုပ်လိုက်တဲ့အချိန်မှအဲ့ဒီကစပြီးတော့ခါတိုင်းထက်ပိုပြီးတော့နီးစလာခဲ့ကြတာပါ။တတိတွေမွေးပြီးတော့စာရှင်တော်ကြီးကိုသွားပြီးတော့အနိသားနဲ့တွေ့ကျင်လို့ပါလို့သွားပြောချလိုက်ပါတယ်။နောက်တော့ဖြင်းသမျှအကြောင်းကအပိုင်းတစ်ကနေအပိုင်းစနစ်ဒီဖြစ်တာကြောင့်ဈေးဝင်စားရင်နောက်တစ်ခေါက်အစားဆုံးပြန်ကြည့်လို့ရပါကြောင်းဒုတိယမိပြောပြစီဝင်စားလဲသွားကြည့်ကွာ။ ဲ့တော့ဝါကူရီဘက်ကနေကြည့်မယ်ဆိုရင်ရတာဆွဲကောင်လေးတယောက်ကိုခိုးပြီးတော့ချစ်မိသွားတယ်ချီယူမာလီလို့ပြောရမလားပါပဲဂျီလိုရီเจ้าကမှန်းသိလိုက်တဲ့အခါမှာအရန်ကိုပြောသွားပြီးတော့သဘောကျစိတ်ဒါမှမဟုတ်နှစ်သက်ချစ်ကြွမ်းဝင်စိတ်တွေကအစပြိုးလိုလာခဲ့ပါတော့လေကူလက်ရှိချိန်မှာတော့ဝါကူရီကကျမကကိုဝါရူကိုဝါကူရီပါရှင်ကတော့ရင်တာရူစုမှုကီပေါ့ကီယိုကိုရီဂျီလိုရီတွေးနေပါနဲ့တော့ကျမလည်းရှင်ကိုအရန်ချစ်နေမိလို့ပါလို့ပြောလိုက်ရင်းနေပဲဇက်လန်းလေးကဒီနေရာမှာတကယ်ကိုအဆုံးသတ်သွားပါတော့လေခင်ဗျာ Thank you ပါ နောက်တစ်ခါမှပြန်တွေ့ပါမယ်